ထိုင်းမြန်မာနယ်စပ်ကလူမှုဒုက္ခသည်စခန်းမှာခွဲခြားဆက်ဆံမှုတွေရပ်တန့်ပေးဖို့အတွက်အခုလဇန်နဝါရီ22ရက်နေ့ကဒုက္ခသည်300ဝန်းကျင်က စခန်းဝင်းမှာရှိတဲ့ UNHCR ရုံးရှိမှာဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။ ငွေဘူဒုက္ခသည်စခန်းမှာခလုံးလေးသူအားလုံးဟာပထမအဆင့်အနေနဲ့ free လို့ခေါ်တဲ့ယာယီဒုက္ခသည်အဆင့်ငါးနှစ်နေပါကြာတမတ်ခံလာရတဲ့သူတွေဖြစ်ကြပါတယ်သူတို့ဟာ2009ခုနှစ်ကတည်းကစခန်းထဲရောက်ရှိနေတာဖြစ်ပြီးအခုအချိန်မှာတတိယနိုင်ငံထောက်ကောက်ဖွင့်တဲ့ပတ်သက်ပြီးခွဲခြားဆက်ဆံခံနေရတဲ့အတွက်စခန်းထဲကတန်ကြာတော်တွေပါပါဝင်ဆန္ဒပြတောင်းဆိုနေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ ုံနေမော့ဟိုပရိရတာလဲကျွန်တော်တို့ငါးနဲ့ခြေွားပြီဘာမှလည်းတူချောင်းမှုလည်းတိတ်မရှိဘူးနော်ခွဲခြားဆက်ဆံမှုတွေပေါ်ပေါက်လာတဲ့ပုံစံမော်မူတည်ပြီးတော့ကျွန်တော်တို့မှာခွဲခြားဆက်ဆံမှုကိုမလုံးစင်ရှင်လို့ကျွန်တော်တို့ကအဲ့ဒါပြောတာပါကျွန်တော်တို့ဓာတ်နုခွင့်ရေးလေးပဲဓာတ်နုခွင့်ရေးလေးပဲလိုချင်ပါတယ် သူတို့တောင်းဆိုလာတွေကတော့ခွဲခြားဆက်ဆံရေးတွေရပ်တန့်ပေးရေးဒုက္ခတွေတွေကိုဥပခါပြုမထားရေးအနာဂတ်မဲ့ဒုက္ခတွေတွေလွတ်မြောက်ရေးဒန်းသူအခွင့်အရေးရရှိရေးစားတဲ့အချက်တွေကိုတောင်းဆိုခဲ့ကြတာပဲဖြစ်ပါတယ်။ ယူအန်အစီအအခုကဘာတွေခွဲခြားနေလဲမသိဘူးကျွန်တော်တို့ဟိုကခွဲဒီကခွဲဒီကခွဲဟိုကပေါင်းဒီကပေါင်းအဘာတွေမှန်းမမသိတဲ့ဟာတွေကအဲ့ဒါတွေကများနေတယ်အဲ့ဒီအတော့ကြောင့်ကျွန်တော်တို့ကအခုလောလောဆယ်မှာကျွန်တော်တို့ကဆန္ဒကိုပေါ်ထုတ်တာပါကျွန်တော်ငင်းငင်းချင်းချင်းနဲ့ဆန္ဒပေါ်ထုတ်တာပါအဲ့ဒီဟာတွေကအားလုံးဒန်းနုခွင့်ရလေလိုချင်လို့ပါအခုအချိန်ထိုင်းနိုင်ငံမှာရှိတဲ့ဒုက္ခသည်စခန်းတွေမှာဒုက္ခသည်တွေဟာတတိယနိုင်ငံသွားဖို့အတွက် ခွင့်အလမ်းမရှိသလောက်လဲပါနေတဲ့အချိန်ဖြစ်ပါတယ်။တတိယနိုင်ငံသွားခွင့်အရေးကို ထိုင်းအစိုးရကစောင့်ဝဲပေးတာမရှိသလို UNHCR ကလည်းဒုက္ခသည်တွေအနေနဲ့မိသားစုပေါင်းစည်းရေးကိုသာဦးစားပေးစောင့်ဝဲနေတာပဲဖြစ်ပါတယ်။အခုမိသားစုပေါင်းစည်းရေးအကုန်လုံးလက်ခံတယ် နောက်ဘာလို့မှာလဲအဲ့ဒါလေးသိကျင်တာအခုမိသားစုပေါင်းတရားလက်ခံတယ်အကုန်လုံးလက်ခံတယ်အဲနောက်ဘာလို့မှာလဲနောက်အခုမိသားစုမရှိဘူးလို့ရင်ဒီလူတွေပဲဘွားရောက်ဘယ်လိုအနာဂတ်တွေပျောက်ပြီးအဲ့ဒီဟာတွေကိုသိကျင်တာအဲ့ဒီဟာတွေသိကျင်တဲ့ဟာတွေကိုကျွန်တော်တို့ပေါ်ထုတ်ပေးပါကျွန်တော်တို့နည်းနည်းသိရှင်လေးအစီအရဲ့တာဝန်ရှိသူတွေက ဒုက္ခသည်တွေရဲ့တောင်းဆိုချက်တွေနဲ့ပတ်သက်ပြီးရှင်းရှင်းလင်းလင်းပြောဆိုသွားတာမရှိပဲဘန်ကောက်အခြေစိုက်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာဘာမင်းကြီးသားရုံးချုပ်ကိုဒုက္ခသည်တွေရဲ့တောင်းဆိုချက်တွေကိုတင်ပြပေးသွားမယ်လို့ပြောဆိုသွားပါတယ်ဒုက္ခသည်တွေကတော့သူတို့တောင်းဆိုတာတွေကို UNHCR ကအကြောင်းမပြန်မချင်းဆက်လက်ဆန္ဒပြတောင်းဆိုသွားအောင်မယ်လို့ စာနာပြပွဲမှာပြောဆိုသွားပါတယ်ခင်ဗျာ UN အဆရာတော်ကတောင်းဆိုလေလောက်ပြီးပါအောင်ဒီကလည်းတွေ့ရခဲ့ရတဲ့သူကလည်းတောင်းဆိုနေတာပါเนาะအဲ့ဒါနဲ့ခင်ဗျာဘုရားဒါပေမဲ့ဒီဒီမလဲပလာရဲ့ဒီဆရာမတို့ဒီမှာပါခွင့်ရမရှိဘူးဒီကတော့ဟိုထိုင်ဆိုရဲ့အဲ့ဒီတော့ဘုံချုပ်ရဲ့ဖွဲ့ကအဲ့ဒီတိုင်းဆိုအဲ့ဒီတိုင်းကျွန်တော်